အားလုံးပဲမင်္ဂလာပါစိတ်ရှင်းသာကြီးကိုကျမ်းမာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့ထိုင်းရွှေကတော့မနက်ပိုင်းမှာ950အတက်နဲ့ဈေးဖွင့်ပါတယ်ဒီနေ့က6ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့မနက်ပိုင်းထိုင်းရွှေဈေးကတော့950တက်ပါတယ် 60ကျောင်းတသမ500ခန့်လုံးရှိတဲ့ထိုင်းရွှေအကဲဆေးဆိုင်ကရောင်းတဲ့ဈေးက9200နဲ့မှ600ဆိုင်ကလက်ခံတဲ့ဈေးက9200နဲ့မှ900အဝိညာဉ်တိုင်းဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9300ဆိုင်ကလက်ခံတဲ့ဈေးက9159တသမ16နဲ့ပေါင်ဈေးရှိနေပါတယ်။မားရွှေတအောင်စားကိုဒေါ်လာ3385နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုတိုင်းမှန်ငွေ32တသမ96နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။60ကျောင်းတသမ500ခန့်လုံးရှိတဲ့ထိုင်းရွှေအကဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ကအပီအစီထိုင်းရွှေအကဲတစ်ပတ်သားကို9200 ောင်း800နဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9500နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခံတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲဝမှမူဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူဒီပြီးတော့လက်ခံဈေးတော့ကကြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင် ဆိုင်က900ကျင်းလုံးဖြတ်ပြီးတဲ့ပြင်ကို4900ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါ။ထိုင်းရွှေကတော့မနက်ပိုင်းဈေးပွင့်ပွင့်ကျင်းမှာပဲတခါတည်းနဲ့950ထိုးတက်သွားတာဖြစ်ပါတယ်။ထိုင်းရွှေကနာရီအလိုက်ပြောင်းလဲမှုရှိပါတယ်။ဒေါ်လက်ရှိမှာတော့950စီအတက်နဲ့ဈေးပွင့်ထားတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုခြင်းနဲ့ဆိုရင်လက်ခဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလေးစီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ105ပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ရွှေစင်ငွေစီတွေကိုမြန်မြန်တင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင် ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ